မင်္ဂလာပါဒီနေ့ကပဟန်းမြို့နယ်ရွှေမင်းဝင် သာသနာရေးသားမှပြုလုပ်တဲ့ပုံကတိန်သင်္ကန်းကက်လူပွဲလေးဖြစ်ပါတယ်။ဦးနိုင်တော်မိသားစုတွေရွှေမင်းဝင် သာသနာရေးသားဆရာတော်ဖျားကြီးကိုကူးကွယ်ခဲ့တာဆိုလို့ရှိရင်တော့နှစ်ပေါင်း30ကျော်ခဲ့ပါပြီ။ဆက်စပ်ချင်းဒီကြောင်းကိုသိခဲ့တာကကြတော့ဦးနိုင်ရဲ့ညီမလေးရဲ့မင်္ဂလာဦးစွန်ကျွေး အဲပြီးတဲ့ခါကျတော့ဦးနိုင်တို့ရဲ့မင်္ဂလာဦးစွန်းကျွေပြီးတော့မှတောက်လျှောက်ပဲဦးနိုင်ရဲ့ညီမလေးကလည်းအဲ့ဒီမှာကသွားဒီဘကိုးမှာအကြောင်းွဲရှိတော့ဘကိုးရွှေမွေးဝင်မှာသွားအကြောင်းဆောက်ပြီးတော့လှူဒန်းနေဦးနိုင်ကကျတော့အဲ့အဲဘကူးမှာပဲအဲနှကန်းတွေရိတ်သားဆောင်ဆောက်ပြီးတော့လှူဒန်းနေပြီးတော့လားစဉ်အဖြစ်လဲဒီ ဒီဗဟန်သာသနာရေးသားမှာစန်တဲ့အေးစီတဲ့ဘုံလူရန်နေပြီးတော့အလူရဲ့ဆက်လက်နဲ့မကွာဒီចောင်းတိုက်မှာတော်တော်များများလှုပ်ဖြစ်တယ်เนาะပြီးလို့ရှိရင်သသားရဲ့ယဟန်ကန်ရှင်ပြုနောက်ပြီးတော့မှတူရီတူမရဲ့ယဟန်ကန်တွေရောအာတီလာရှင်ဝတ်တာတွေရောပေါ့เนาะနောက်ပြီးတော့ဥလေးတွေရောအဲ့တော့ဒီចောင်းမှာကအလူရဲ့ဆက်လက်နဲ့မကွာတောင်းလျှောက်အမတ်တရားပေါင်းများစွာနဲ့လှူခဲ့တဲ့ចောင်းလေးဖြစ်ပါတယ် နောက်တစ်ခုအလှူလေးရကြတော့ရွှေမင်းဝင်သာသနာရိပ်သာက ဖွင့်ထားတယ်။နောက်ကြိုက်ကလောဘိုးဘွားရိပ်သာအဲ့ဒီမှာရှိတဲ့အဘိုးဘွားတွေကိုပထမတစ်ခေါက်ကရန်ကုန်မှာရှိတဲ့ဘုရားကိုးစုလိုက်ပို့တယ်။နေလေစားတော့နေလို့ရွှေပထမဆယ်မှာသူတို့ကြိုက်နေတဲ့ဟင်းလျိုင်နဲ့အဲ့ခံတယ်ပေါ့နော်ပြီးလို့ရှိရင်ကော်ဖီချိန်ရောက်တော့စင်လျန်အဲကော်ဖီချိန်ပေါ့နော်ဆရာဆန်လမ်းမှာရှိတဲ့စင်လျန်ကော်ဖီ coffee ဆိုင်ကိုဝင်နေအဲ့ဒီမှာအိတ်ခံနေပြီးတော့အာညနေဘက်မရောက်ခင်မှာ curry ကိုဝင်ကြတယ် curry မှာရေကမုတ်ကျွေးရင်းနေပေါ့နော်အဲ့ဒီမှာပဝင်းကျင်ကိုကြည့်ကြတယ်ပြီးတော့မှညနေဘက်လဲကြောက်မြန်မာပလာဇာကိုဝင်နေမြန်မာပလာဇာမှာအဲသူတို့ချိန်တဲ့တန်တားလေးဝယ်ကြတယ်ပြီးလို့ရှိရင် coffee ဆိုင်ထိုင်နေလူတွေထိုင်ပေါ့နော်အဲ့ဒါလေးတွေအဲလိုက်ဖို့ဖြစ်ပါတယ်အမှန်တော့အဖိုးအဖွားတွေကဒီလိုနေရာတွေကိုသူတို့ဘယ်တော့မှပြန်မရောက်တော့ဘူးလို့ထင်ထားကြတာလေအဲ့ဒါလေးကိုလည်းအကောင့်တွေပေါ်ပြီးတော့ပြန်လိုက်ပို့ပေးခြင်းဖြစ်ပါတယ် ဒုတိယကျင်အားကြတော့နေပြည်တော်မှာရှိတဲ့ဗုဒ္ဓဂါယာပုံတူပေါ့ဖရားတွေလိုက်ပို့တဲ့အစီအစဉ်ဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်လည်းကားကြီးငှားပြီးတော့မှကားထဲမှာဆိုလို့ရှိရင်အဖိုးဖွားတွေတကူစားစရာတောက်စရာအပြည့်အစုံပြီးတော့စေဝါပြီးတော့မှတန်ငယ်ချင်းတွေပေါ့စုစုယုံနဲ့လိုက်လာကြတယ်တခုဆိုကိုကြီးဖို့တော့ပေါ့နော်။အဲ့ဒီညက်မှာလည်းအဖိုးဖွားတွေမပင်မမန်းနဲ့နော်သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့မြင်တွေ့ရတဲ့ဥနဲ့စေချမ်းသာပြီးတော့အဲ့ဒီခီးစဉ်လေးရအောင်မြင်ခဲ့ပါတယ်။ တတိယခရီးစဉ်လေးအတွက်ကိုတော့ဖမုံယူလည်းရှောက်ထားတယ်ဖမုံကလည်းခွင့်ပြုထားတယ်အဖိုးအဖွားတွေကိုရွှေရွှေမဟာတာကလိုက်ပြမယ်ပြီးလို့ရှိရင်ဦးနိုင်တို့အိမ်မှာကာရိုဂေဆိုမယ်အစားအသောက်တွေကျွေးမွေးအပ်ခံမယ်ပေါ့အဲ့ဒီအစီအစဉ်လေးကတော့ရည်မှန်းထားတယ်အကောင့်ထဲမဖော်ရသေးပါဘူးဒီနေ့ဘုံကတိန်အလှူပွဲလေးမှာဖမုံကြီးဟောသွားတယ်တရားတွေထဲမှာเนาะအရင်ကသဘောကျသွားတာပါလဲဆိုတော့ ကထိန်သင်ငန်းလှူတဲ့အလူရှင်တွေကတဲ့အစားအသောက်တွေကိုရှောင်စရာမလိုဘူးမိမိစိုက်တဲ့တဲ့အစားအသောက်တွေကိုစိုက်တဲ့တဲ့လောက်စားလို့ရတယ်နောက်ပြီးတော့မှအဲကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုခိုးယူမှုဓာတ်နေကင်းဝေးတယ်ပေါ့နော်အဲ့ဒါလေးတော့အရင်သဘောကျပါတယ်ရွှေမင်းဝင်ဆရာတော်ဘုရားကြီးရဲ့တရားတော်တွေကိုနာကြားတယ်ပြီးတော့မှကတိန်သင်္ကန်းကတ်တယ်အလူအတွက်ကိုရေစက်သွန်းချအမြပေးဝေတယ်ပြီးတော့မှတကင်းအဲ့ခန့်နဲ့ဓမ္မောက်ထမင်းကိုနန်းတို့စားသုံးပြီးတော့မှဒီနေ့အလူပွဲလေးပြီးဆုံးခဲ့ပါတယ်